အားလုံးပဲမင်္ဂလာပါဒီနေ့ podcast season theme ဆိုလို့ရှင်တော့ပုံမှန်တင်ဆက်ပေးနေတဲ့ဆောင်းပါးကို live တင်ဆက်ပေးမှာမဟုတ်တော့ဘဲနဲ့အစေးတပုတ်ကို live တင်ဆက်ပေးရောမှာဖြစ်ပါတယ်တရားစေးရဲ့ခေါင်းစဉ်ကတော့အချားတူတွေလို့အမိရပြီးတော့နောက်လောက်ကရေးတာထားတာဖြစ်ပါတယ်ငွေရအစစ်ကိုပြန်လည်ဖက်ရှုခြင်းနဲ့ဆိုရင်တော့ barmis.shannew.org မှာတွားရောက်ဖက်ရှုနိုင်ပါတယ်ကျွန်တော်ကတော့စိုက်စင်နေပါ နှစ်ဖွာမွေးရမြည်လည်းမဟုတ်ငှမွေးရမြည်လည်းမဟုတ်နှစ်မွေးရမြည်လည်းမဟုတ်ဒါမဲ့ငှအမေခေါင်းချတွားတဲ့မြို့ငါနဲ့နှစ်အဖေစတွေ့ခဲ့တဲ့မြို့နှင်းဘွားရဲ့ပထမဆုံးခီးစဉ်ရွာတဲတဲလေးတွေအများကြီးနဲ့ဖွဲ့စည်းထားတယ်မြို့အဝင်မှာကြာကန်ကြီးရှိတယ်မြို့မဆေးရှိတယ်လာရှုပ်ကိုတည်တယ်ရေပူကိတ်ကိုတည်တယ်ကွက်ခိုင်လောက်ကင်ကိုတည်တယ်မွန်ဆဲကိုတည်တယ် ဒါမဲ့ဒီမြို့ကိုတော့လူတွေတိတ်မတည်ဘူးအပြင်လိုကောင်းကောင်းမတည်ကြတဲ့ဂျားမြို့လေးဟာငါတို့မြို့လေးပဲငါတို့မြို့ကစော်ဘွားမြို့ငါတို့မြို့လူတွေကအရန်ရိုးတားတယ်စပိန်ကြံခန့်ရဲ့နောက်နေ့အဲ့နေရာမှာပဲရှိနေတော့အိမ်တကားတွေဖွင့်ပြီးပဲတွားတွားလဲရတယ်ပညတ်တွားရာဓာတ်တပ်ပါမြို့လေးလည်းမဟုတ်ပါဘူးစလုံးပေါင်းမခေါ်တာလည်းမကြိုက်ဘူးငါတို့မြို့ကဝတ်တခြင်းကတိတ်ကောင်းတယ် စစ်ချက်စုံနာမည်ကြီးရဲ့ငါအမေကိုဆိုတမြုံလုံးတည်ရယ်တကူတကမှာစားရတဲ့မြို့ရဲ့တခုတည်းတော့လက်ထောင်ခပုတ်ရတဲ့မြို့လေးငါတို့မြို့ကလိုင်ချီတီကလည်းအလုံးကြီးကြီးအသားပြည့်ပြည့်တုံတန်းပြောင်းဖူးလောက်ပဲဟာမှစားလို့မကောင်းစနွန်းလှုပ်တဲ့ရွာလည်းရှိရယ်ပဲပုတ်တွေလှုပ်တဲ့ရွာလည်းရှိရယ်တပောင်းပွဲဆိုပလောင်တွေတောင်အောင်ဆင်းပြီးဖျားလာကြတော့ကြတယ်။တနေ့တဲ့ကြိမ်တာလှုပ်ပြီးချင်းချိတ်တဲ့ပွဲပဲ။ ရွာတရွာစာရှိတဲ့ဘုံကြီးเจ้าတွေမြို့အလယ်မှာရှိရဲ့ငါအသက်20မှာမြို့ကနေထွက်ခဲ့တယ်ငါအသက်40မှာမြို့ကိုပြန်ရောက်တယ်ပန်းချံရှိကစိန်ပန်းပင်ကြီးရာဒီတိုင်းပဲလွတ်လည်ရဲကြောက်တိုင်ကြီးအိုဟောင်းနေပေမဲ့လည်းအရင်တိုင်းပဲမြို့အဝင်ကကြာကန်တောင်ပေါ်ကရေတခွန်းလမ်းအခွေ့လမ်းအစင်အားလုံးဟာအရင်တိုင်းပဲပဝင်းကျင်ပပတ်လေကတောင်တွေမှာ တက်ပင်တွေအစားပြောင်းခင်းတွေကလွဲရင်ပြောထောင်အိမ်တွေအစားတိုက်အိမ်တွေကလွဲရင်လူငယ်တွေကနေလူကြီးအဖြစ်ရောက်တော့တာကလွဲရင်ဘာဆိုဘာမှအပြောင်းလဲမရှိဘူးရှန်ခောက်စွဲလဲဒီအရတာပဲဝတ်တချင်လဲဒီအရတာပဲစီချက်လဲဒီအရတာဝတ်သားလုံးလဲဒီအရတာပဲအိမ်တွေလဲဒီနေရာမှာပဲလူတွေလဲဒီနေရာမှာပဲဈေးတဲ့တွေလဲဒီနေရာမှာပါပဲ။ တဆောင်းခွန်လာတဲ့ငှက်တွေလိုဘလောက်လမ်းဖြောင်းနေနေတပတ်ပြန်လဲလာတဲ့ကလေးတွေကြောင့်အိမ်တွေဟာဘယ်တော့မှလူပြတ်သွားတယ်ဆိုတာဝရှိ ਉ အမေတွေက အဖွားတွေဖြစ်တမီးတွေက အမေပြန်ဖြစ်နေပဲအခုတော့မရှိတော့ပါဘူးနေ့တရာကျော်စော်ဘွားလက်ထက်ကလေးကရှိခဲ့တဲ့မြို့မဈေးကြီးလည်းမရှိတော့ဘူးတိုင်လုံးတွေလည်းမရှိတော့ဘူးအုတ်ခုံတွေလည်းမရှိတော့ဘူးငါတို့တီးတဲ့တူတွေလည်းမရှိကြတော့ဘူး တယောက်ကသမီးစီလိုက်သွားပြီတယောက်ကထိုင်းမှာရှိတဲ့သားစီကိုလိုက်သွားပြီနေတဘောကြတဲ့အင်ဂျီလဲမြင်လောင်သွားပြီဟိုနေရာကတော့လူတွေလုံးဝနေလို့မရတော့ဘူးအကုန်ပြောင်းသွားကြပြီဖနဲ့ရောင်းတဲ့အေဟော်မလဲမရှိအောင်ကွင်းရရောင်းတဲ့ဆိုင်းဟော်လည်းမရှိအောင်အစောသားလည်းမရှိတော့ပါဘူးဘုံကျဲချလို့ပါတော့ကုန်ပြီဘော်ဒါဆွဲလို့လည်းမရှိကြတော့ဘူး ပလောင်ဈေးရွက်တွေလည်းတောင်အောင်စင်းမလာတော့အသေးတယ်လည်းပြောင်းသွားပြီဟင်းရက်တယ်တွေလည်းလမ်းဘေးမှာဈေးရောက်ရင်ရွံတုံးထောင်ပေးရပြီအဖမ်းခင်းမှာဆိုလို့ဆိုပြီးတော့ခက်မမြန်အိမ်ပြန်ရပါလေလက်ထောင်ခပုတ်တွေကလည်းတခြားမြို့ကိုပြောင်းသွားပြီတဲ့ပေပုတ်တွေလည်းဝယ်မစားနိုင်တော့ပြောင်းခင်းတွေနေရာမှာချန်ပင်ဖြစ်နေပြီရှန်ခဆွဲတပွဲ9000ကျပ်ဖြစ်နေပြီတဖူးနှွေးတပွဲ3000ဖြစ်နေပြီ တော်ရတာပေါ်ရှမ်းဆန်လေးတော့စားနေရတယ်လို့အရွက်ပြုတ်စားရလဲဈေးကြီးပဲလက်ဆက်တည်တယ်ဟိုအင်ကဟော့ပေါ့ဆိုင်ဖွင့်နေပြီစာကြီးတိုက်ကြီးကလည်း KTV ဖြစ်သွားပြီတပောင်းကွင်းကြီးကလောင်ကစားဝိုင်းကြီးဖြစ်နေပြီဆိုင်မုတ်တွေကဗမာစာလုံးလည်းမဟုတ်ရှမ်းစာလုံးလည်းမဟုတ်တော့ဘူးအိမ်လဲတကားတော့ခတ်နေရပြီဘယ်တွန်းသွားအနောက်ကိုပြန်လဲကြည့်နေရပြီငါလားငါလဲတနေ့ရှိမှာမဟုတ်ပါဘူး ။ဒါမဲ့ငါမရှိတော့နေရှိသေးတယ်လေ။ငါအမေကမှခဲ့တယ်။သူမရှိရင်နေရှိပြီတဲ့။ငါတို့မရှိတော့ရင်တခြားသူတွေရှိလာမှာတဲ့။ငါတို့နေရာမှာတခြားသူတွေရှိလာမှာတဲ့။